အပယ်လေးပုံဒီမိမိနဲ့လုံးဝဆက်ဆက်နေတယ်လို့နားလေရမင်္ဂလာပါကျမရဲ့ဓမ္မနှုတ် channel မှာကြိုဆိုပါရစေနော်အေးပြီးတော့အတိတ်တန်လေရကိုယ့်ရဲ့ဖြတ်တန်းခဲ့ပြီးသားအတိတ်တန်လေရကိုပြန်စဉ်းစားလို့ရှိရင်တန်ဝေကဖြစ်တယ်ဆိုကြပါစို့ဗဒါစာရီတို့နော်သူသားတွေဘာတွေတည်ဆုံးလို့ငိုကြွေးနေတော့မြတ်စွာဘုရားကဘယ်လိုပြောတာလဲတတန်လေရလုံးသားသမီးတည်လို့မိဘတည်လို့ငိုကြွေးခဲ့တဲ့မျက်ရည်ကိုစုထားလို့ရမယ်ဆိုရင် သမုဒ္ဒရာ၄စင်းတည်းကရေးထက်များတယ်လို့ပြောခဲ့တယ်။အဲ့ဒါဘာကိုလှမ်းပြောတာလဲ။မင်းရဲ့အတိတ်တန်လေဟာအချိန်လေးဘလောက်ဆိုးခဲ့တယ်လဲဆိုတာကိုလှမ်းပြောတာ။အဲ့ဒါကိုမြင်ပြီးတော့တတိယပါတာ။ဒါမိမိရဲ့အတိတ်ကိုပြန်ပြီးတော့သုံးသပ်တာဒီအကျိုးကျေးဇူးရှိတယ်နော်တရားရုံးမိုက်မြ။အေးအဲ့တော့အတိတ်တန်လေဟာခုနကတည်းက၄ခုကပြီးခဲ့ပြီနော်။ဇာတိဇရာဗျာတိမရဏနော်အခုပါလေအပေလေးကိုအတိတ်တန်လေဟာနောက်အနာဂတ်တန်လေဟာ တိုင်းပဲဆက်ပြီးတော့လက်ပတ်နေအောင်ပဲမျိုးစေးချလိုက်ရိတ်သိမ်းလိုက်မျိုးစေးချလိုက်ရိတ်သိမ်းလိုက်ဒီလိုသွားနေတယ်နော်တကယ်ကြီးမိုက်မြမွေးပွားလိုက်သေးဆုံးလိုက်မွေးပွားလိုက်သေးဆုံးလိုက်ဘာမှအရင်မရအဖက်မရဒီလိုသွားနေတာတကယ်တမ်းကနော်အဲ့ဒီကိစ္စကြီးဟာကိုညံတဲ့ဒီကိစ္စကိုလွတ်မချမချင်းဘလောက်လို့ပြောနိုင်မလားမပြောနိုင်ဘူးအဲ့ဒီအနာဂတ်ကိုလှမ်းမြော်ပြီးတော့အနာဂတ်တန်တရာဘလို့ဒုက္ခတွေတွေ့ရမယ်မသိဘူးလို့အတိတ်တုန်းကပြုခဲ့တဲ့ကံတွေကလည်းအဟောတိကံဖြစ်သေးဘူးအတိတ်ကမျိုးစေ့ကံကမျိုးစေ့တွေကလည်း ပုတ်ကြီးနဲ့တလုံးရှိသေးတယ်ဟုတ်လားအခုလည်းပဲမျိုးစေ့တွေကဆက်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 ပြီးတော့ထုတ်တုံးရှိသေးတယ်အဲ့တော့အနာဂတ်မှာဘလောက်ကြာမလဲဆိုတာဘယ်သူသိနိုင်မလဲသိနိုင်တယ်အဲ့ဒီအနာဂတ်တန်လျာစဉ်းစားရင်လည်းတန်ဝေခါရမယ်နောက်မိမိအဟာရပရိယေတနာဒုက္ခရှားပွေစားတော့နေရတဲ့ကိစ္စကိုစဉ်းစားရင်တန်ဝေခါဖြစ်တယ်တဲ့ဟုတ်လားဒကာကြီးမိုက်မြအေးမြတ်စွာဘုရားကပြောပြီးတော့ရှားရမယ်လို့မဆိုလိုဘူးအဲ့လိုမခိုင်းဘူးဟုတ်လား မဖြစ်လို့လုံနေရတာဝင်တို့ဝင်မှုကြီးကိုမရွက်ချင်မဲနဲ့ရွက်နေရတဲ့အနေအထားမျိုးစဉ်းစားရတယ်။ဟုတ်လား။ပြောပြီးတော့ရှားနေတယ်ဆိုရင်တော့အဲ့ဒါရှားပေအောင်တော့ပဲအမြဲတမ်းရှားနေရမယ်။နော်ရှားတာကြိုက်တယ်ဆိုရင်လည်းရှားရုံပါပဲ။ဖတ်တာတကယ်ကြီးမိုက်ပြ။ရှားတာမကြိုက်ဘူးဆိုရင်လည်းမရှားရပါဘူး။တကယ်တမ်းကလေ။ဟုတ်လား။အဲ့တော့အကြောင်းဘယ်နှချက်ပြောသွားလဲ။ရှစ်ချက်။နော်။ဇာတိဇရာပြာတိမရဏ အပေလေးကိုအတိတ်တန်တရားအနာဂတ်တန်တရားရှာဖွေစားတော့နေရတဲ့ကိစ္စဒီရှိချက်ကိုစဉ်းစားရင်သေချာပေါက်ရုံထွက်ခြင်းနဲ့စိတ်ပေါ်ကိုပေါ်တယ်အဲ့တော့တရားဓမ္မတို့ဥစဉ်တို့ကဉာဏ်ရှိတဲ့လူတွေဗျဒီဉာဏ်ကသူ့သူဆုံးဖြတ်ချက်ချသွားတာအဲ့တော့ကိုကအချက်အလက်ကိုသာဉာဏ်ထဲကိုထည့်ပြီးနော်တရားကြီးမိုက်များဆုံးဖြတ်ချက်ကိုဉာဏ်ကအလိုလိုချသွားတာဟုတ်လားအဲ့တော့ကိုကဘာလုပ်ရမလဲစဉ်းစားစဉ်းစားပြီးအဖြစ်အမှန်ကိုဉာဏ်ကထုတ်သွားတာ ဟုတ်လားအေးအဲ့ဒီတဲကအပင်လေးပုံဆိုတာနဲ့ပတ်သက်ပြီးတော့ပြောချင်အခုယုံထွက်ယုံထွက်ဆိုတော့လူကကိုယ့်ဘဝဒီခန္ဓာလေးကတော့တော်တော်ဟုတ်နေတာဘူးဗျကျမကြီးလည်းကောင်းနေသေးတယ်ဆိုတော့တေလည်းမသေးချင်ပါဘူးဟုတ်လားဒီဘဝဒီခန္ဓာကယုံထွက်ဟဲ့ဆိုလို့ချင်းဘယ်လို့မှသိခံစားလို့မရပါဘူးဟင်ဒီကမကြီးဒီခံစားလို့ရလားအဲ့ဒီစကားကိုအေးအဲ့တော့ကိုယ့်ဘဝကိုယ့်အခြေအနေဒီဘဝဒီခန္ဓာလေးနဲ့မြင်နေမယ့်အနေအထားမျိုးမဟုတ်ဘူး ခွေမျိုးစိဝက်မျိုးစိဒါဥစဉ်ကရင်းရင်တီးတီးပြောတာနော်စဉ်းစားသိချင်းလို့သိလားအဲ့ဒီအပယ်မျိုးစိတွေအကုန်လုံးရှိနေတယ်အဲ့တော့တခါတခါဥစဉ်ကစဉ်းစားကြည့်တယ်ခွေးရခွေးစိတ်နဲ့ခွေးကိုမို့လို့ဒါတော်သေးတာနော်လူစိတ်နဲ့ခွေးကိုဆိုရင်ဘယ်နဲ့များလောက်လဲနင်းတခါကြီးလူမိုက်မရအဲ့ဒါကိုကခွေးဝင်ဖြစ်ကြည့်လိုက်ဝက်ဝင်ဖြစ်ကြည့်လိုက်ဘယ်လောက်စိတ်ပြက်เสียရကောင်းဒါပေမဲ့ခွေးကလည်းခွေးစိတ်နဲ့ခွေးကိုဆိုတော့ခွေးကလည်းခွေးဘဝမှာခွေးပြောနေတာပဲလေ ဝက်ကလည်းဝက်ဘဝမှာဝက်ပြုံးနေတာပဲလေတကယ်လို့လူစိတ်နဲ့ဝက်ကိုဆိုလို့ရှိရင်တန်တရာကိုညင်းဝေပြီးတော့တသုံးတရာအကျိုးထူးစရာတောင်ရှိဟုတ်လားတကယ်ကြီးမိုက်မြအေးဆိုလိုတာကဒီအပယ်လေးဘုံအပယ်ရဲ့ဘဝကိုဝင်စားပြီးတော့ကြည်စမ်းပါစိတ်နဲ့ဒါကိုပြောချင်တာဦးစင်ကဟုတ်လားအဲ့တော့တစ်ချိန်ချိန်မှာဝင်စားမကြည့်လဲဖြစ်သွားနိုင်တဲ့အနေအထားရှိတယ်နော်ဒါပေတဲ့တို့ကိုဦးစင်တို့ကနှိမ့်ချပြောနေတာမဟုတ်ဘူးပဂတိအခြေအနေကိုပြောနေတာအဲ့တော့ဆိုလိုတာက ယုံထွက်ခြင်းသည်ပထမဘာကနေယုံထွက်ရမှာတုန်းလို့မေးရင်အပေတန်တရားကနေယုံထွက်ရလူဘဝဆိုတာကယုံဖို့အခြေအနေကောင်းတယ်လူဘဝကိုဆိုးတယ်လို့ပြောလို့သိမရဘူးနော်အေးသစ္စာတရားအနေနဲ့ပြောရင်တော့ဒုက္ခသစ္စာမှန်တာပေါ့နော်အေးသို့တော့နေမရအောင်လုပိုင်ခွင့်ရှိတဲ့တို့ကြောင့်လူဘဝကအင်မတန်ဖိုးတန်တယ်လေဟုတ်လားအေးတန်တရားထဲမှာတကယ်ဆင်းရဲတယ်ဆိုတာကဘယ်နေရာတွေကဆင်းရဲတာလဲအပေလေးပုံကဆင်းရဲတာ ဒုက္ခဒုက္ခလို့ပြောနေတာအဲ့ဒါကိုပြောမှတကယ်စစ်မှန်တဲ့ဒုက္ခဒါကြောင့်မြတ်စွာဘုရားကအတုမရှိတဲ့ယောဂခေယယောဂလူရဲ့ကုံရနိဗ္ဗာန်ကိုရဖို့အနှောင့်ယှက်ပြုတဲ့နေရာမှာဒီတိရစ္ဆာန်ဘုံလောက်အပေလေးဘုံလောက်အနှောင့်ယှက်ပြုတာမရှိဘူးလို့ဒီလိုပြောတယ်ဆိုလိုတာကမိမိတို့တရားထိုင်တိုင်းထိုင်တိုင်းကုသိုလ်ကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းငါအပေတန်နေရာကလွတ်ဖို့အရေးကြီးတယ်ဒီကိစ္စလေးဒီစဉ်းစားချက်လေးကိုစဉ်းစားသိခြင်းလို့ဥစဉ်ကပြောနေတယ် ဟုတ်လားအပေဒုက္ခဆိုတာအင်မတန်ကြီးတယ်သူကသူကြီးနေတာကိုယ်နဲ့ဘာဆိုင်တယ်လဲဆိုတဲ့စိတ်မျိုးဒကာဓမ္မတို့ဥစဉ်တို့စဉ်းစားလို့မရသေးဘူးဆိုင်းနေတယ်ဆိုင်းနေတယ်နော်ဆိုင်းနေတော့ဒါကြောင့်တော်မျိုးဆိုလို့ကြီးကဘလို့ပြောတော့အိုရာဥမဲနာရာဥမဲသေရာဥမဲနောက်ဘဝဆိုတာအပေလေးပုံလေးရှိနေသေးတယ်ဒါကြောင့်တတိထားလို့မပြောဘူးလားပြောတယ်ငရဲရှိတယ်သိဆန်ရှိတယ်ပြိတာရှိတယ်တေယာဥမေတတိထားတယ်ပြောသွားတယ်ဒါဆရာတော်ကြီးကသူ့ဘုံကသူ့အမြင်ကိုအနှစ်ထုတ်ပြီးတော့ပြောသွားတာ ဟုတ်လားအဲ့တော့အပယ်လေးပုံကကိုယ်နဲ့မဆိုင်ပါဘူးလို့ပြုံးနိုင်တဲ့အခြေအနေဒကာသမားတို့ဦးစင်းတို့မှာမရှိဒါလွတ်အောင်ရုံးဆိုတဲ့ဇာတ်လေးကိုလေးနဲ့အောင်ဦးစင်းကပြောနေတာဦးစင်းတို့တန်ရုပ်ပါဠိတော်မှာလေလက္ခဏာတန်ရုပ်ဆိုတာရှိအဲ့ဒီမှာဘာလေးပြောတာတုံးဆိုတာနည်းနည်းလေးပြောပြတယ်ဒကာသမားဦးစင်းတို့မြတ်စွာဘုရားရာဇဂျုံမြို့မှာဟိုဘုရားဖြစ်ပြီကစားဝါဆိုတော့လေမြတ်စွာဘုရားမှာအင်မတန်ကြီးကျယ်တဲ့တကူနဲ့ပြည့်စုံတဲ့ယဟန္တာကြီးတွေအများကြီးရှိတယ် အဲ့ဒီမှာရှင်မာမောက္ကလံရဲ့ရှင်ရှင်လက္ခဏရဲ့ဒီရာဇယုံမြို့ဘေးမှာရှိတဲ့ဂေဇဂုတ်တောင်ပေါ်မှာသတင်းသုံးရတာအဲ့ဒီလိုသတင်းသုံးရင်းနဲ့တနေ့တော့စွန့်ကန်ကြွလာကြစွန့်ကန်ကြွပြီးတောင်ပေါ်ကဆင်းလာတော့ရှင်မာမောက္ကလံကိုရောမြတ်ကြီးကပြုံးနေတဲ့လေထဲကိုကြည့်ပြီးတော့ပြုံးနေပြုံးနေအခါကျတော့ရှင်လက္ခဏကမြင်တယ်ဘာမှလည်းမသိဘူးဘာမြင်ရလို့လည်းမသိဘူးသူကဘာမှမမြင်ရဘူးအဲ့ဒါနဲ့ရှင်ဖေကဘာကြောင့်ပြုံးလို့ အခုမမေးသေးနဲ့။အိုးဖယားရှိရောက်ပြီလူစုံတက်စုံပြီဆိုမှမေး။အဲ့ဒီမှာဆုံးကသွားဆုံးဖုံးပေးပြီးတော့ရသော်ဘုရားဒီကိုသွားပြီးတော့ခရော့ကြတယ်။အဲ့ဒီမှာတန်ခါပေးတဲ့တည်းအကုန်စုံတဲ့အချိန်ကြမှာအရှင်လက္ခဏာကမေးတယ်အရှင်ဘုရားဂိစကုတ်တောင်ပေါ်ကဆင်းတော့ကအရှင်ဘုရားပြုံးတယ်အဲ့ဒါဘုရားရှိကြမှာမေးဆိုလို့တပည့်တော်အခုမေးတယ်ရှင်ဘုရားဘာလို့ပြုံးလို့အဲ့ဒီမှာရှင်မာမောက္ကလန်ကပြောပြတယ်အဲ့ဒီငါဂိစကုတ်တောင်ပေါ်ကတို့နှစ်ယောက်ဆင်းလာတဲ့အခါ လေထဲမှာတဲ့အယိုးကြီးပဲရှိတယ်။အထဲထဲမှာကလီစာအပြည့်ရှိတယ်။အဲ့ဒီပြိတ္တာတဲ့ဘောင်ကလေထဲမှာပြန်းနေတယ်။ပေါ့ပေါ့တဏ္ဍကိစ္စမဟုတ်ဘူးတော့တခါကြီးမိုင်းမရ။အေးအဲ့ဒါကြီးတွေလင်းလာတွေကအဲ့ဒီအယိုးချားတွေကနေပြီးတော့အဲ့ဒီအသေးနှလုံးတွေဥတွေကိုထိုးတယ်တဲ့။အဲ့ဒီမှာအဲ့ဒီပြိတ္တာဟာနာကျင်လွန်းလို့អော်တယ်တဲ့။အဲ့ဒါကိုလည်းပဲသူချားတယ်တဲ့။ရှင်မမောက္ခလာဆိုတာဘုရားပြည့်ရင်တကူအကြီးဆုံး။ရှင်လက္ခဏာယဟန္တာမမြင်ရဘူးတခါကြီးမိုင်းမရ။နော်။ အရှင်လက္ခဏာမမြင်ရဘူးဘယ်သူမြင်ရလဲရှင်မမောကလန်မြင်ရတယ်အဲ့တော့ရှင်မမောကလန်ကကြည်ပြီးတော့အင်မတန်လဲတနာတယ်ဩဒီလိုယုံ nant ရှိတဲ့တတ္တဝါဆိုတာလောကကြီးမှာရှိနေသေးပါလားအောင်းဩစရာကောင်းလိုက်တာနော်ဒီကကြီးမိုက်မြတ်ဒီလိုတတ္တဝါဆိုတာလေလောကကြီးမှာရှိနေသေးပါလားဒီကမှတော့ဦးဇင်းတို့ဘာမှမမြင်ဘူးနော်လောကကြီးဆိုတာအင်မတန်ကျယ်တယ်အင်မတန် net ဆိုင်နေဟုတ်လားအေးအဲ့ဒီမှာသူဆက်ပြီးတော့စဉ်းစားတာလေးကိုဦးဇင်းကသဘောကျတယ်ဘာလဲဆိုတော့ ငါမှာအဲ့ဒီလိုဖြစ်နိုင်တဲ့အခြေအနေမျိုးလုံးဝမရှိတော့ဘူးအဲ့ဒီမှာသူ့မှာရှိထားတဲ့အရည်အသွေးကို तू ပြန်စဉ်းစားပြီးတော့စိတ်ထဲမှာပီတိဖြစ်တယ်တဲ့ဟိုပြိတ္တာကိုမတနာလို့ပီတိဖြစ်တာမဟုတ်ဘူးနော်သူ့မှာအဲ့ဒီသဘောမျိုးတွေမရှိတော့တဲ့အတွက်ကြောင့်ဝန်တာလို့ तू ပြုံးရနေတာကဲခင်ဗျားတို့ကျွန်တော်အဲ့ဒါလိုပြုံးနိုင်သလားမပြုံးနိုင်ဘူးဟုတ်လားအခွေတွေဝတ်တွေမြင်တယ်ဘယ်သူ့ဘက်မှတ်တမဲ့သွားနေကြတာလဲမြတ်စွာဘုရားကတော့သတိပေးတယ်အဆန်းစာရရသတိပေးတယ် သိပ်ပြီးတော့နှိမ့်ကြတဲ့အစင်တန်းနှိမ့်တဲ့တတ္တဝါကိုတွေ့ရင်စဉ်းစားရမေးတဲ့ဘလို့စဉ်းစားရမလဲငါတစ်ချိန်လုံးကဒါမျိုးဖြစ်ခဲ့ဘူးလေလို့စဉ်းစားရမေးတဲ့နောက်တစ်ခါမှကြီးရသိပ်ပြီးတော့အစင်တန်းမြင့်နဲ့ကြီးကျယ်တဲ့တတ္တဝါကိုမြင်ရင်လည်းစဉ်းစားရမယ်ငါတစ်ချိန်လုံးကဒါမျိုးဖြစ်ခဲ့ဘူးလေလို့စဉ်းစားရမယ်ဆိုလိုတာကဘာလို့အထင်ကြီးခြင်းအထင်သေးခြင်းဆိုတာကိုနည်းအောင်မြတ်စွာဘုရားကပြောပြဟုတ်လားအေးအခုရှင်မောဂလံကိုရောမြတ်ကြီးကဘာတဲ့တော့ ငါမှဒီဟာမျိုးကိုဖြစ်စေတတ်တဲ့မျိုးစေ့တွေဓာတ်တတိတွေညှဉ်းလွှမ်းမှုတွေဘာမှမရှိတော့ဘူး။ဒါကြောင့်ငါဘုန်းဟာကတော်တော်ကောင်းသွားပြီဆိုသူပြောတာ။အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကမိတ်နဲ့ပလင်မဝနေပြီ။ဖြစ်သားတို့။ငါရဲ့တပည့်တွေဟာညံအမြင်နဲ့ပြည်စုံပြီးတော့နေကြပါပြီစွ့။မပြောပုံနေတိတိကြကြအဲ့လိုပြောတယ်နော်တကယ်ကြီးမိုက်နေ။အဲ့ဒီပြိတ္တာကိုတဲ့ငါဘောဓိပင်နဲ့ရွှေပင်အောက်မှာငါဖျားဖြစ်ကလေးကစပြီ။ မြင်နေတယ်မြတ်စွာဘုရားကဒါပေမဲ့ငါဘုဇူးမှမပြောဘာဖြစ်လို့လဲဆိုတော့မမြင်တဲ့တတ္တဝါတွေကမယုံလို့ရှိရင်ဒီဒီပုဂ္ဂိုလ်ကြီးလက်ကရှောက်ပြောနေတယ်ဆိုလို့ရှိရင်အဲ့ဒီလူမှာဘာဖြစ်မလဲအကုသို့ဖြစ်မယ်အဲ့ဒီလိုအပြစ်ဖြစ်မှာဆိုလို့လုံလောက်တဲ့သက်တွေကိုလည်းမရသေးလို့မြတ်စွာဘုရားကမပြောတာဒါလေးတွေလည်းနီးယူเสียပဲเนาะတခါကြီးမိုင်မြတ်တစုံတစ်ခုဟာတခါတလေကိုတယောက်တည်းသိတယ်သက်တွေကမရှိဘူးသွားမပြောနဲ့เนาะ ခုမြတ်စွာဘုရားဒီလိုပြောနေတယ်နော်တခါကြီးမိုက်မြဘာမရှိလို့မပြောတာလဲသက်သေမရှိလို့မပြောတာတဲ့အခုသက်သေရှိတဲ့အတွက်ကြောင့်ဆိုမြတ်စွာဘုရားကပြောပြဟုတ်တယ်အဲ့ဒီတတ္တဝါဒီတစ်ချိန်တုန်းကဒီရာဇဂျုံမြို့မှာပဲနွားတက်ပြီးတော့အသက်မွေးခဲ့တဲ့တတ္တဝါဖြစ်ခဲ့ဘူးတယ်လို့အဲ့ဒီမှာမြတ်စွာဘုရားကပြောပြအဲ့ဒါဦးဇင်းတို့ပြောလို့ရင်းကရှင်မဟာမောကလံပြုံးတဲ့ပြုံးခြင်းမျိုးဒကာသမားတို့ဦးဇင်းတို့တည်းတပည့်မပြုံးနိုင်သေးပါဘူး ဒီအခြေအနေမျိုးဟာကိုယ်နဲ့လုံးဝဆက်ဆက်နေတယ်။ဟုတ်ရဲ့လား။အဲ့ဒါကိုကိုကစဉ်းစားပြီးတော့ယုံတဲ့နဲ့ယုံတဲ့နဲ့ယုံလို့ရတဲ့ဘဝလေးမျိုးယုံတဲ့နဲ့လို့ပြောတာ။တကယ်လို့အပေဘဝရောက်တော့မှအပေဘဝကြီးကစိတ်ဆုပ်ဆက်ဆုပ်เสียပါဆိုလို့ယုံမယ်ဆိုရင်ယုံလို့ဖြစ်ပါမလား။မဖြစ်ဘူး။အပေဘဝကတတ္တဝါတွေဟာအပေဘဝလွတ်အောင်ယုံနိုင်မှာမလား။မယုံနိုင်ဘူး။လူဖြစ်မှယုံနိုင်တယ်၊နတ်ဖြစ်မှယုံနိုင်တယ်။ခုတက္ကသမတို့ဦးဇင်းတို့တွေဟာယုံနိုင်တဲ့အခြေအနေမျိုး ဂျုံသိနေလို့ပြောတာဒါကြောင့်ဦးဇင်းတို့အဲ့ဒီလက္ခဏာတန်ရုပ်ကိုဖတ်ကြည့်လို့ရှိရင်အင်မတန်လဲတန်ဝေခရရကောင်းတယ်အမျိုးမျိုးပဲအဲ့ဒီမှာပြိတ္တာတွေအကြောင်းပြောထားတယ်နဂရောပြိတ္တာတော့မှကြံ့ကြံ့ဖာမှတွေ့ရသေးတယ်နောက်တကိုက်တကမကြီးများနတ်ဝင်တွေတွေဟာတဲ့မှားယွင်းတဲ့မိစ္ဆာအယူတွေကိုလူလောကမှာဖြန့်ချီတဲ့အတွက်ကြောင့်တဲ့အဲ့ဒီမှာပြိတ္တာဖြစ်နေတယ်နော်အဲ့ဒီမှာသင်္ကန်းတွေကလည်းမီးတွေပြောင်ပြောင်တောက်ပြီးတော့သပိတ်တွေကလည်းမီးတွေပြောင်ပြောင်တောက်ပြီးတော့ဟုတ်လား เจ้าနေကလည်းမိတွေပြောင်းပြောင်းတောက်ပြီးတော့ဖြစ်နေတဲ့ယဟန်ပြိတ္တာယဟမပြိတ္တာတွေလည်းမြင်နေတယ်။မဖြစ်တာ။သာသနာတော်ကိုအမိပြုတ်ပြီးတော့နင်မွန်းသွားတာ။နော်ဒကာကြီးမိုက်မြ။အမသာသနာအမိပြုတ်ပြီးတော့မနင်မွန်းမှုလည်းမထင်နဲ့နော်။ဒီဒကာကြီးဒီမိုက်မြဉာဏ်ရှိတယ်နော်။ဒီသာသနာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အကုသိုလ်တွေအကြီးအကျယ်ဖြစ်ပြီးတော့နစ်သွန်းကြတဲ့တတ်တော်တွေအများကြီးရှိတယ်။နော်။ဒါကြောင့်ရွှေကျင်းသူတော်ဘုရားကြီးစကားတွေကဆက်မိကုန်ပြီးရွတ်ပြမယ်ဗျာလက်စနဲ့နော်။ဒါကပါလေ။ ဒိဋ္ဌဘဝကိုပြောရင်းနဲ့စကားကဆက်မိသွားတာเนาะမရည်ရွယ်ပါဘူးဟုတ်လားတခါကြီးမိုက်မြာအေးဒါကြောင့်ရှင်မောကလံပြုံးတဲ့ပြုံးရင်းမျိုးတို့မပြုံးနိုင်သေးဘူးဆိုတာလေးကိုပဲနားထဲမှာပဲ့တင်ထက်စေခြင်းတာဥစဉ်ကဟုတ်ရလားဒါကြောင့်ယုံလို့ရနိုင်တဲ့အခြေအနေမှာယုံရမယ်ဆိုကြပါစို့မိမိအာနာပါနာကိုရှုမှတ်နေတယ်ဓမ္မဘုခန္ဓာကိုထင်ရှားရထင်ရှားရကိုရုပ်ပိုင်းပဲဖြစ်စေစိတ်ပိုင်းပဲဖြစ်စေဝေဒနာပိုင်းပဲဖြစ်စေရှုမှတ်နေတယ်တတိထားနေတယ်ဂယုဆိုင်နေတဲ့အခြေအမှ တက္ကရာဒိဋ္ဌိကိုပယ်နေတာပဲမဟုတ်လားအဲ့ဒီအချိန်မှာအဲ့ဒါအပေကလွတ်အောင်ယုံနေတာအပေကိုပို့တယ်ဆိုတာအဲ့ဒီတက္ကရာဒိဋ္ဌိကပို့တာတက္ကရာဒိဋ္ဌိမရှိတော့ဘူးဆိုရင်လောဘကြီးကျင်တဲ့လောက်ကြီးပဲစေအပေမရောက်ဘူးဟင်တက္ကရာကြီးမိုက်မြအပေပို့တယ်ဆိုတာလောဘကပို့တာလားတက္ကရာဒိဋ္ဌိကပို့တာလားလောဘကြီးတက်တက်ကအပေကိုလုံးဝမပို့နိုင်ဝိတာခခொနဲ့တဲ့သမီးကသောတာပန်ဖြစ်တယ် အိမ်တော်သားမွေးဘဝနဲ့စီးပွားတွေရှာသွားတာလောဘရှိလို့ပေါ့အဲ့ဒီဝိတာခာအပေကြသလားမကြပါဘူးဝိတာခာရဲ့လောဘတွေဝိတာခာကိုအပေမကြစေနိုင်ဘာကြောင့်လဲဝိတာခာရဲ့လောဘတွေတက္ကရာတိတိနဲ့အပေါင်းရဟုတ်ရလားဒါကြောင့်အပေကိုဘယ်သူချသလဲလို့မေးရင်တက္ကရာတိတိကချအဲ့တော့ဒကာဓမ္မတို့ဥစဉ်တို့တတွေ့အတွက်ပထမအရေးအကြီးဆုံးကြောက်စရာအကောင်းဆုံးရန်သူတွေတက္ကရာတိတိလောဘလည်းမဟုတ်ဒေါသလည်းမဟုတ်မာနလည်းမဟုတ်ဘူးအဲ့ဒါတွေကိုအရင်ပယ်လို့လည်းမရဘူး ကိလေသာကိုပယ်တဲ့နေရာမှာတက္ကရာဒိဋ္ဌိကိုအရင်ပယ်ရတယ်။သူအဆိုးဆုံးပဲလို့ဒီလိုပြောတာ။ဒါကြောင့်မိမိတို့တရားရှုမှတ်နေတဲ့အချိန်မှာတက္ကရာဒိဋ္ဌိကိုပါနိုင်အောင်ပါနိုင်တဲ့မြတ်ပါအောင်လို့ရရောက်တယ်။အပေတန်တရားကလေတလန်းပြီးတလန်းထွက်နေတယ်လို့ဆိုရတယ်။ဒါကြောင့်မလုံသိမ့်ဘူးလား။လုံသိမ့်နေ။နော်။အဲ့တော့ဦးသိန်းတို့တွေလို့အောင်ယုံဆိုတဲ့ကိစ္စမှာအဲ့ဒါလို့ကြဲကြဲပြတ်ပြတ်နားလေရ။နောက်တစ်ဆင့်နားလေစရာလေးက မြင်နွမ်းမှုကလေရှင်ကျယ်မှုစီကိုယုံလို့ပြောတာခုတက္ကသမားတို့ဥစဉ်တို့တွေပုထုရှင်ဆိုတော့စိတ်ဟာမြင်နွမ်းမှုတွေထဲမှာမပျော်ဘူးလားပျော်တယ်အဲ့ဒီလိုမြင်နွမ်းမှုတွေပြောနေတာကိုကိုယ်စိတ်ကိုထိမ့်သိမ်းပြီးတော့ရှင်ကျယ်တဲ့ဘက်ကိုရောက်အောင်သွားမယ်ဆိုရင်လည်းသွားလို့မရဘူးလားရတယ်အဲ့ဒီလိုသွားလိုက်တယ်ဆိုလို့ရှိရင်မြင်နွမ်းမှုကလေရှင်ကျယ်မှုကိုကိုယ်ယုံခံသွားတယ်ပူလောင်မှုကလေအေးချမ်းမှုဘက်ကိုယုံလို့ပြောတာခုတက္ကသမားတို့ဥစဉ်တို့တွေအမြဲတမ်း စိတ်တည်ပူလောင်မှုရှိနေတယ်နော်တခါယူမိုက်မြန်အဲ့ဒီပူတာကိုကိုကိုတိုင်အေးအောင်လှုပ်တဲ့နေသာသနာတော်ကိုမှီပြုပြီးတော့ရထားတယ်လူတိုင်းမှာရှိတယ်အေးအောင်လှုပ်တဲ့နေရှိတယ်လှုပ်တာမလှုပ်တာကတပန်းတခဏနော်အေးအဲ့ဒီလိုအေးအောင်လှုပ်တဲ့နေနဲ့အေးအောင်လှုပ်လိုက်တယ်ဆိုရင်အပူကလေအေးကိုကူးမြောက်ဖို့ရုန်းကန်နေတယ်အရှုပ်ကလေအရှင်းကိုကူးလို့ပြောတာခုတက္ကသမတို့ဦးစင်းတို့တပည့်အမြဲတမ်းရှုပ်နေတယ်ဟုတ်လားအေးအဲ့ဒီအရှုပ်နယ်ကလေအရှင်းနယ်ရောက်သွားအောင်ကူးသွားလို့ရတယ် အဲ့တော့နေတိုင်းနေတိုင်းကိုကယုံကံတဲ့နေရာမှာဒီလိုလွတ်မြောက်ဖို့ယုံကံမှုကသာ ਨੇ တန်ဖို့ရှိနော်လဲဖို့ယုံတယ်ဆိုတဲ့ကိစ္စကဘာမှမထူးဆန်းဘူးဒါကြောင့်လုံလဝရိယလုံလဝရိယဆိုတဲ့နေရာမှာလည်းပဲလုံလဝရိယအမျိုးမျိုးရှိတယ်နော်ဒီကကြီးမိုက်နေဒါကြောင့်မြတ်စွာဘုရားကကုသိုလ်ဖြစ်တဲ့ဝရိယဆိုတာဘယ်လိုဟာမျိုးတော့မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တွေပယ်နိုင်အောင် အဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ဒီလိုရည်ရွယ်ချက်နဲ့လုပ်တဲ့ဝိရိယဒီတာလည်းတန်ပပ္ပံထိုက်တယ်ဝိရိယဟုတ်လားဒါကြောင့်မြင်းနဲ့စဉ်းစားတဲ့ငါဒီယုံမယ်ညှဉ်းနှွမ်းမှုကလည်းရှင်ကျယ်မှုတွေကိုယုံမယ်ပူလောင်မှုကလည်းအေးချမ်းမှုတွေရအောင်ယုံမယ်ရှုံနေတာတွေကလည်းရှင်းတဲ့နေရာရအောင်ယုံမယ်ပြိမခကတော့အကုန်ရှုံနေတာပဲပြိမခတွေလိုက်ရှင်းလို့မရဘူးဟင်ဒီကမာကြီးများ အပြင်ကိုရှင်းမယ်လို့တော့ဘယ်တော့မှစိတ်ကူးမထည့်နဲ့မရဘူးเนาะအပြင်ကဘယ်လိုနေနေကိုယ့်ရဲ့အတွင်းတန်တာကအမြင်ရှုပ်ရင်ရှုပ်နေတာပဲအမြင်ရှင်းရင်ရှင်းနေတာရှုပ်နေတာတွေတော့ရှုပ်နေတာတွေဂျာထဲမှာနေတော့နေနေတာပဲသို့တော့အဲ့ဒါတွေကိုကိုကအမြင်လေးရှင်းရှင်းပြီးတော့ဒါကသာသနာတော်ကိုအမိပြုပြီးတော့ဒီနီးကရနိုင်တယ်နော်ဒီကကြီးမိုက်ကြီးအဲ့ဒါလို့အမြင်ကိုရှင်းအောင်လုပ်နိုင်လို့ရှိရင်ဒါရှင်းနေတာပဲသူကသူရှင်းနေတာတကယ်တမ်းကလောကဘဝဆိုတာက ဖြစ်ပြက်ပဲရှိတယ်နော်တကယ်ကြီးမိုက်များလူတွေသိရနော်ဒီလူတွေသိရနော်ဘဝကရိုးရိုးလေးသွားနေတယ်ဖြစ်เสียအကြောင်းရှိတယ်ဖြစ်တယ်ဖြစ်เสียအကြောင်းကုန်နေပြက်သွားတယ်ဖြစ်เสียအကြောင်းတွေကရှိတော့ဆက်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 ဖြစ်နေတယ်ဒီတိုင်းသွားနေတယ်အဲ့ဒါကိုပဲကိုကချစ်เสียလို့ထင်တယ်မုံเสียလို့ထင်တယ်အမျိုးမျိုးပေါ့ဗျာဆက်ဆုပ်เสียလို့ထင်တယ်မျက်နှိုးเสียလို့ထင်တယ်ကိုယ့်ရဲ့အထင်တွေကပဲရှုပ်ထွေးပွေလီနေတာပဲမဟုတ်လားအဲ့တော့ပြင်မက်ကရှုပ်တာကအရေးမကြီးဘူးဘယ်ကရှုပ်နေတာအရေးကြီးတာအတွင်းကရှုပ်နေတာကအရေးကြီးတာ ကောင်ရှု်တဲ့နေရာကလေရှင်းတဲ့နေရာရောက်အောင်ယုံရမယ်ယုံဆိုတဲ့စကားလေးထဲမှာဝရိယပြတ်ထန်နေတယ်ဟုတ်လားဘာပြတ်ထန်နေတော့ဝရိယပါဗျာဝရိယပြတ်ထန်နေတယ်အဲ့တော့ဒကာမတို့ဦးဇင်းတို့တွေဒီမှာဒီတရားဒီချမ်းသာကိုပေးတယ်လို့တရားတရားလည်းရှိတယ်ရှိရနော်ဒီလူတွေမှာရှိတယ်နော်အေးဒါပေမဲ့ဝရိယနေတဲ့အခါကျတော့ထိုက်တဲ့အကျိုးကျေးဇူးကိုမခံစားရဘူးဟုတ်ရလား ဒါကြောင့်ဝရိယလိုတယ်နော်ဝရိယနဲ့ပြင်းပြင်းထန်ထန်ကြိုးစားလို့ရှိရင်စိတ်နှလုံးရဲ့အေးချမ်းမှုကိုရနိုင်နေလို့မြတ်စွာဘုရားကပြောတယ်ဝရိယနဲ့ကြိုးစားလို့တော့နည်းနည်းပန်းတယ်လို့တော့ရှိမယ်ပေါ့နော်သို့တော့ပြီးရင်စိတ်နှလုံးရဲ့အေးချမ်းမှုကိုအဲ့ဒီနည်းနဲ့ပဲရမယ်ယောဂဝိဇာယေတိဘုဒ္ဓိအာယောဂဘုရိသင်္ခယောကြိုးစားအထုတ်ခြင်းဖြင့်ဉာဏ်ပညာတွေဟာဖြစ်နိုင်တယ်ဒီလိုပြောတယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကယဟန်တော်တော်ပါရှိတယ် ရသော်ဘုရားကြီးကကမ္မထမ်းယူပြီးတော့အပြတ်သက်အားထုတ်မယ်ဆိုပြီးတော့တော်ရဲကိုဝင်သွားလာတော်ရဆောက်တည်ပြီးတော့နေလာဝါရင်းသုံးနာပတ်လုံးသူအားထုတ်တယ်ကမ္မထမ်းနမိတ်ကလေးတောင်သူ့မှာမထင်ဘူးလို့ဆိုတယ်အဲ့ဒါနဲ့သူဘာဖြစ်တော့စိတ်ထက်တည်ကြဒီဘဝမှာတော့ငါဒီကျွတ်တန်းဝင်မဲ့ပုဂ္ဂိုလ်ဟုတ်မှာမတူဘူးအဲ့ဒီတော့နောက်ဘဝနောက်ဘဝတွေကြာမှာကျွတ်တန်းဝင်မဲ့လူနဲ့တူပါရဲ့ဒါကြောင့်ပါရမီကုသိုလ်သာစုစုဆောင်းပြီးတော့ငါတော်တယ်လို့တက်တာတယ်လို့ပဲနေမယ်ဆိုပြီးတော့အကြောင်းတော်ကိုပြန်လာ အဲ့ဒီမှာသူပြန်လာတဲ့ရည်ရွယ်ချက်ကိုလည်းယဟန်တွေကတိတဲ့အခါကျတော့မြတ်စွာဘုရားကိုသွားပြီးတော့လျှောက်တယ်။အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီယဟန်ကိုခေါ်တယ်။ချစ်သားသင်လုံးလဝရိယကိုရှော့ပြီးတော့ပြန်လာတယ်ဆိုတာဟုတ်သလား။မှန်လားပါဗျာဟုတ်ကြောင်း။အဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုကဲ့ရဲ့တယ်။ငါရဲ့သာသနာတော်ကြီးမှာတဲ့။သီလရှိသူ၊ပညာရှိသူ၊တည်ကြည်သူ၊အလိုနည်းသူအစရှိသဖြင့်နာမည်ကောင်းတွေကိုယူနေတဲ့လူတွေရဲ့ကြားထဲမှာသင်ကဘယ်နဲ့ကြောင် ပြင်းရည်သူဆိုတဲ့နာမည်ဆိုးကြီးကိုယူရတာလေမြတ်စွာဘုရားပြောပုံလေးကိုသဘောကျလို့ဒါလေးကိုဦးစင်ကပြောပြတယ်သိလားနာမည်ဆိုးကြီးကိုဘယ်သူကပေးတာအခါကိုပေးတာအဖေအမေမဲ့ထားတဲ့နာမည်ဆိုတာခေါ်လို့ရရုံတော့အသုံးကျတာနော်တခါကြီးမိုင်ကြီးလူတိုင်းလူတိုင်းမှာကိုယ့်ဟာကိုမဲ့ထားတဲ့နာမည်တွေအသီးသီးရှိတခါကြီးမိုင်သူများကနာမည်မမဲ့ဘူးလားမဲ့ဘူးတာပေါ့အဲ့လူကြီးကတအားလောဘကြီးတဲ့လူအဲ့လူကြီးကိုဘယ်လိုနာမည်မဲ့တာလဲ လောဘကြီးတဲ့လူလို့မှဲ့လိုက်တာဟုတ်တယ်မဟုတ်လားဒီလူကတအားဒေါသကြီးတဲ့လူဟာဒီလူကတော့တိတ်ပြီးတော့ကောက်ချစ်တဲ့လူဟုတ်လားဒါမှမဟုတ်ဒီလူကတော့တိတ်ပြီးတော့ရိုးသားဖြောင့်မတ်တဲ့လူတော်တဲ့လူနာမည်တွေဟာလူတွေရဲ့စိတ်ထဲမှာအတီးအီးရှိမနေဘူးလားရှိနေတယ်အဲ့ဒါကိုကြီးရယ်ပြောတာမြတ်စွာဘုရားဟုတ်လားအဲ့တော့ဒီမှာသူတော်ကောင်းတွေဟာအတီးအီးနာမည်ကောင်းတွေကိုယူနေတဲ့နေရာမှာသင်ကဘယ်နဲ့ကြောင့်လုံလဝရိယကိုရှပြီးတော့ဝရိယနဲသူဆိုတဲ့နာမည်ကြီးကို ယူလိုက်ရတာတုံးလို့မြတ်စွာဘုရားကမေးပြီးတော့တစ်ချိန်လုံးကသင်ကိုအကြောင်းပြုပြီးတော့တတ္တဝါတွေဟာအေးချမ်းမှုရဘူးတယ်အဲ့ဒီမှာသူ့ရဲ့လုံလဝရိယလေးကိုထက်တန်လာအောင်မြတ်စွာဘုရားကစကားဏိဒံလေးကြောင်းပေးလိုက်တာအဲ့ဒီမှာယဟန်တော်တွေကတောင်းပန်လို့ဥစဉ်လို့ဇတ်တော်တွေထဲမှာလေဝန္ဓုပဋ္ဌဇတ်ဆိုတာရှိတယ်အဲ့ဒါလေးကိုဥစဉ်နည်းနည်းပြောပြတယ်ဟုတ်လားပြောနေတာလေးကအနှစ်ကလေးကပါလဲဆိုရင်ကြိုးစားရင်ငြိမ်းချမ်းမှုရတယ်ဆိုတာလေးကိုပြောခြင်းနော်အဲ့ဒီမှာဥစဉ်တို့အဲ့ဒီဇတ်တော်ထဲမှာ ရားတော်ကတပည့်လက်သားတွေလှဲကုံတွေကိုခေါ်ပြီးတော့လှဲတွေနဲ့ကုံတွေစားတဲ့ဘဝเนาะအဲ့ဒီမှာသူတို့သွားတဲ့နေရာကဘာလဲဆိုတော့သဲကန္နာယကြီးเนาะတလကိုးသတင်းဖြတ်တန်းရတဲ့သဲကန္နာယကြီးပေါ့သဲတွေကအင်မတန်ပူတယ်လက်နဲ့ကင်လို့မရဘူးလို့ဆိုတယ်နေမှာအရေးထိုးပြီးတော့နေရတယ်ညကိုခီးသွားရတယ်ကျယ်တွေကိုကြည့်ပြီးတော့သွားရတယ်ပင်လေသမုဒ္ဒရာကိုမာလိမ်မှုငှပြီးတော့သွားရတယ်လို့မျိုးเนาะ အဲ့ဒီမှာညလမ်းခီးကိုကျွမ်းကျင်တဲ့လူကိုငှားပြီးတော့အဲ့ဒီလူကိုလက်ထိတ်ကတင်းပြီးတော့ကျဲကိုကြည့်ပြီးတော့သွားတာညပဲသွားလို့ရတယ်နေ့ကိုသွားလို့မရအဲ့ဒီလူနဲ့နောက်တည့်ရလောက်နေရင်ဒီကန္နာရကိုကျော်လွှားတော့မဲ့အနေအထားမျိုးရေကကုန်တော့မဲ့တရက်စာပဲကြံတော့တယ်အရက်30ဆိုအရက်30တာရေယူသွားရတယ်နွားအတွက်ကိုလူအတွက်ဟုတ်လားအဲ့ဒီလူတရက်ပဲကြံတော့တဲ့အချိန်မျိုးရေကတရက်စာပဲကြံတော့တော့ဟာဒီတညာဖြတ်တန်းပြီးရင်တော့ဟိုဘက်ကိုရောက်ပြီဆိုရေကမရှိတော့ အဲ့ဒီအချိန်မှာညကိုဖြတ်တန်းပြီးရင်လွတ်တော့မှာနော်အဲ့ဒီညရှေ့ကခေါင်းဆောင်ပြီးတော့သူတို့ငှားသွားတဲ့လူကအိတ်ကြီးပြက်တဲ့ညပေါင်းများပြီဆိုတော့သူအိတ်ငိုက်သွားတယ်လူတွေကလည်းအကုန်လုံးပန်းနေတော့သူသွားတဲ့နောက်ကိုပဲစိတ်ချလက်ချလိုက်သွားတာကိုအဲ့ဒီမှာရှေ့ကလူကအိတ်ငိုက်တော့နွားတွေကလာလန်းကိုပြန်လှည့်သွားတယ်ပြန်လှည့်သွားတော့နှစ်ရက်စာဝေးသွားတယ်နော်မနေ့ရောက်လို့ကြီးလိုက်တဲ့အခါကျတော့သူတို့အရင်တုန်းကစတဲ့ချခဲ့တဲ့အရင်ရက်ကစတဲ့ချခဲ့တဲ့နေရာကိုရောက်နေ နေကလည်းပူလာခြေကမရှိတော့နှစ်ရက်စာဒီခကြီးကိုဘယ်လိုနီးနဲ့မှသူတို့မဖြတ်တန်းနိုင်နော်အဲ့ဒီမှာကုံတဲ့တွေဟာတို့တော့ရင်ငက်ပြီးတော့တေတော့မှာပဲအကုန်လုံးလက်မှိုင်ချအဲ့ဒီမှာဘုရားလောင်းကဉာဏ်ပညာလည်းရှိတယ်ဝိရိယလည်းကြည်တယ်ဒီတော့ငါလိုရဲရှင်းတဲ့လူဉာဏ်ရှိတဲ့လူရှိရတဲ့နဲ့ဒီလူတွေအကုန်လုံးမပြည့်စည်တဲ့ဘူးအဲ့ဒါနဲ့သူကလူတွေကိုအကုန်လုံးစီယုံတယ်စီယုံပြီးတော့နေကြအောင်လိုက်ရှာ မြေစာပင်လေးပေါက်နေတာမြင်ရမြင်တော့အောက်မှာအဆိုးဓာတ်ရှိလို့ဒါမြေပေါက်တာပဲဆိုအဲ့ဒီနေရာကိုတူခိုင်းတယ်နော်ဒီတိုင်းပဲရင်ငက်ခံပြီးတော့လက်ဆင်းသိမလားတူးပြီးမှသိမလားဒါစဉ်းစားတူးလို့ရှိရင်ရရင်မသိဘူးမရရင်တော့သိနေသူကဖြစ်နေမျိုးရှိမတူးဘူးဆိုရင်သိကြပေါက်သိဟုတ်လားဒီကယူမိုက်မြတ်အဲ့တော့ဒါလေးလည်းစဉ်းစားနေရနော်ဒီကဓမ္မတို့ဥစဉ်တို့တရားအားထုတ်ရင်တရားတို့ရချင်လဲရမယ်မရချင်လဲနောက်ဘဝအထောက်ပံ့ဖြစ်မယ်မထုတ်ရင်တော့လုံးဝမရဘူး နော်အေးအဲ့ဒီမှာအကုန်လုံးတူးကြတော့အတောင်60နှစ်တည်းရေတစ်စက်မှမတွေ့တောင်60ဆိုတော့အနှစ်ကြီးပဲအဲ့ဒီမှာအကုန်လုံးစိတ်တက်ကြတယ်ပိုးပြီးတော့စိတ်တက်ကြစရာကောင်းတာဆိုအတောင်60လည်းနှစ်ပြီးတော့အောက်ပါကျောင်းပြကြီးခံတယ်အကုန်လုံးလက်လျှော့သွားတယ်အဲ့ဒီမှာဘုရားတော်ကလက်လျှော့သွားပြီလူတွေလည်းအကုန်လက်လျှော့သွားပြီငါကတော့လက်မလျှော့သေးဘူးအောက်ဆင်းနာလေးနဲ့ကပ်ပြီးတော့ထောင်းကြည့်တယ်။အောက်ကရေစီးနံလေးကြားရတယ်လို့ပြောတယ်။အဲ့ဒါနဲ့အပေါ်တက်ပြီးတော့ အဲ့ဒီဒီတဲ့ကလုံလဝရိယပြင်းထန်မဲ့လူတယောက်ကိုသူလိုက်ရှာတယ်တွေ့တယ်လူလင်ပြိုတယောက်တွေ့တယ်အဲ့ဒါနဲ့သူ့ကိုလက်သက်ခေါ်လာပြီစစ်သားမင်းမကယ်ရင်တော့ဒီလူတွေအကုန်လုံးမင်းအပါဝင်အကုန်သေးကြဒါကြောင့်ဒီကြောက်ဖြာကြီးကိုမင်းတင်းပုံနဲ့ထုပါမင်းစူးစားလို့ရှိရင်လူတွေအကုန်လုံးအသက်ရှင်နော်အဲ့ဒါနဲ့သူ့ကိုထုခိုင်းတော့သူလည်းစိတ်ဓာတ်တွေတက်ကြွပြီးတော့အဲ့ဒီကြောက်ဖြာကိုထုထုလုံးမကထုတော့ကြောက်ဖြာသည်အပ်ပြီးတော့အောက်ကို ညွတ်ကြသွားတဲ့အချိန်မှာရေဟာပေါ်ထောင်တက်လာအဲ့ဒီမှာအကုန်လုံးအသက်ရှင်နော်ဇတ်တော်လေးကဒါပဲနော်အဲ့ဒီမှာမြတ်စွာဘုရားပြောသွားတဲ့စကားလေးကအင်မတန်ကောင်းတယ်အဲ့ဒါလေးကိုဦးစင်ကပြောခြင်းလို့ဒီဇတ်တော်လေးကိုပြောပြဘာပြုလို့ရတယ်လဲမပြင်းမရည်တူးလို့ရတာဟုတ်လားဒီမကြီးများမပြင်းမရည်တူးလို့ရတာနော်ဧဝံဣယေတုဝိရိယဘလုပပန္နဝိရိယအာသွန်းနဲ့ပြည့်စုံသောမုဏိယဟန်သည် အာကိလသို့မပြင်းရည်သည်ဖြစ်၍ဟရယတနှလုံးသားရဲ့တန်တိန်ငိမ့်ချမ်းခြင်းကိုဝိန္ဒေရရ၏တိတိကျကျကိုပြောထားတယ်သိလားအဲ့ဒီလိုပဲတဲ့ဝရိယအာဆွမ်းနဲ့ပြည့်စုံတဲ့ယဟန်သည်မပြင်းရည်ပဲနဲ့ကြိုးစားမယ်ဆိုရင်ဟရယတနှလုံးသားရဲ့လို့တောင်ပြောထားစိတ်ဟာနှလုံးမှာတည်တာကိုနောက်တစ်ခါယူမိုက်ပြအဲ့ဒီစိတ်ရဲ့တည်ရာနှလုံးသည်ငိမ့်ချမ်းခြင်းကိုတေချာပေါက်ရမယ်တဲ့အေးချမ်းခြင်းကိုရမယ် ခုဒကာမတို့ဦးဇင်းတို့တွေဟာရေငတ်နေတဲ့အနေအထားမျိုးမှာပဲရှိနေသေးတယ်ရေကိုဝါအောင်တောက်ရတဲ့ချိုးရတဲ့အနေအထားမျိုးမှာရှိမနေဘူးဟုတ်လားအဲ့ဒါကိုကိုကဝါအောင်တောက်ချင်တယ်ချိုးချင်တယ်ဆိုတဲ့အနေအထားမျိုးကိုရောက်ချင်တယ်ဆိုရင်ဒီရေကိုရအောင်တူးရတယ်ဘယ်မှာတူးရမှာလဲကန္တာရမှာတူးရမှာလွယ်တော့မလွယ်ဘူးဟုတ်လားဒကာမကြီးများခုဒီမှာကုံတွေတွေကရေရအောင်ဘယ်နေရာမှာတူးသွားတာလဲကန္တာရမှာတူးသွားတာ ခုတရားဓမ္မတွေဦးဇင်းတို့တွေတွေလောဘမိဒေါသမိမောဟမိတဟုံဟုံလောင်းနေတဲ့ဒီကံဓာရရဲမှာဒီငြိမ်းချမ်းမှုရေကိုရအောင်တူးယူရသူဒီတံမိုးရှိတဲ့အဖိုးတံဆုံးအဖိုးတံဆုံးတံမိုးရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်ပေါ်ပေါ်တန်တန်နဲ့တော့ရမယ်လို့တော့မထင်နဲ့နော်တခါကြီးမိုက်ပြအေးအများကြီးပေးရမယ်အများကြီးစွန့်ရမယ်လုပ်ရမှာပဲကိုရကျင်တာကတိတ်ကောင်းတဲ့အရာဖြစ်နေတာကိုဒါပေမဲ့ဦးဇင်းတို့ညီကုန်းချုပ်ပြောကျင်တာကအဲ့ဒါကိုမရမချင်းလည်းပဲ ဘယ်တော့မှအလုတ်မပြီးဘူးလို့ဒါကိုပြောချင်တာဒါကိုမရမချင်းတော့ဒီပြင်ဟာဒီအမြင်နဲ့လုတ်ပဲဒကာကြီးမိုက်နေအလုတ်ဘယ်တော့မှမပြီးဘူးနော်ဒါကြောင့်ဦးဇင်းတို့တရားသူရသွားတဲ့ပုံကိုယ်တွေသူတို့ကြုံဝါသွားတဲ့ဇကားတွေထဲမှာကတံကရဏီယံဆိုတဲ့ဇကားလေးပါတယ်နော်ဒကာကြီးမိုက်မြတတိထားမိမလားမသိဘူးဦးဇင်းတို့လက်တလက္ခဏာတုတ်တို့ယန္နာဖြစ်သွားတဲ့တုတ်တန်တွေထဲမှာလေကတံကရဏီယံကရဏီယံပြုပွဲကိစ္စတွေကိုကတံပြုပြီးပြီလို့ဒီဇကားလေးပါတယ် ဆိုလိုတာကတရားဒီဟူသောအနှစ်သာရကိုမရမချင်းဘယ်တော့မှမနာရဘူးဆိုတာခေါင်းထဲထည့်တာဒီပုံစံနဲ့မဟုတ်ရင်ဟိုပုံစံနဲ့လှုပ်ရမယ်ဒီဘဝဒီဒီဘဝမျိုးနဲ့မဟုတ်ရင်ဟိုဘဝမျိုးနဲ့လှုပ်ရမယ်ဘယ်တော့မှမနာရအနာရသွားစေတဲ့အလုတ်ပြီးသွားစေတဲ့ကိစ္စတွေဒီတရားကိစ္စတခုပဲရှိနော်ဒါကြောင့်ဘယ်အလုတ်မှကိစ္စမပြတ်ဘယ်အလုတ်မှအပြီးဆိုတာမရှိနော်အလုတ်တွေကိုတကယ်ကြီးငွေရုံမှန်လို့ရှိရင်တရားဘက်ကသာခြေစုံပစ်ပြီးတော့ဝင်လိုက် အဲ့ဒီလူသားနေအလုတ်တကယ်ပြီးကျန်တဲ့ဟာအလုတ်ဒီဘယ်တော့မှမပြီးနိုင်ဟုတ်လားတကယ်ယူမိုက်ကြီးอ่ะဟေးဦးစင်ကစိုးရဲရဆိုစကားလူပြောထားတော့လေးနဲ့တာတွေပဲပြောမယ်လို့ပြောထားတယ်နော်ဟင်းဒီဒီတရားနာပိသက်တွေကတရားကိုခဏခဏနာဘူးပြီးသားတွေလို့ဦးစင်ကသိထားတယ်ဟုတ်လားအဲ့တော့လေးနဲ့တာစဉ်းစားစရာတွေကိုပဲဦးစင်ကပြောတာဟုတ်လားဒါကြောင့်လွတ်အောင်ယုံဆိုတဲ့ကိစ္စမှာယုံညံ့မှုကနေမြင့်မြတ်မှုစီကိုယုံမယ်ပူလောင်မှုကနေအေးချမ်းမှုစီကိုယုံမယ် ရှုပ်နေတာတွေကလည်းရှင်းနေတဲ့နေရာကိုယုံမယ်။မှောင်းနေတဲ့နေရာကလည်းလင်းနေတဲ့နေရာကိုယုံမယ်လို့အဲ့ဒါလို့သဘောပေါက်ရမယ်။အဲ့ဒါလို့ယုံကန်ခြင်းဒီပဲလေ။အင်မတန်ဆိုးွားတဲ့အပေတန်တရားကလည်းယုံနေရရောက်တယ်။အပေရောက်သွားမှအပေကယုံကျင်လို့မရဘူး။လူဘဝကလည်းယုံရတာအပေတန်တရားကိုယုံနေဆိုတာ။ဘာဖြစ်လို့လဲဆိုတော့အပေကိုပို့စီတဲ့တတ္တိကဒီမှာပဲရှိနေတာ။နော်ဒီကကြီးမိုင်းကြီး။သဘောပေါက်တယ်နော်။ဒါကြောင့်မြတ်စွာဘုရားပြောတယ် ဆင်ကြီးသည်ပဂရိရွှွညုံကယုံထွက်တယ်လို့ဒကာဓမ္မတို့ဥစဉ်တို့တွေ့လည်းပင်ညင်နွမ်းစေတဲ့ကိလေသာတည်းဟူသောရွှွညုံနေတဲ့ကနေယုံထွက်နိုင်အောင်ကြိုးစားကြဆိုတဲ့စကားမလင်းနဲ့ဘူးလားလင်းနေတယ်အတတရားဘယ်နှပါပြီးသွားပြီတော့သုံးပါပြီးသွားပြီမမေးမလျော့မှုနိုင်ပျော်မွေးနိုင်ပါစေမိမိရဲ့စိတ်ကိုအစင်ဆောင်းရှောက်ရည်ဟုတ်လားပြီးရင် လွတ်အောင်ယုံထွက်နိုင်ရမယ်နော်အဲ့တော့တရားအောင်ကိုပြီးမှပြေးမယ်လို့ဦးစင်ကပြောထားတယ်နော်အေးအဲ့ဒါဘယ်လိုများပြေးရကောင်းမလို့ဟင်တခါကြီးမိုက်မြတ်ဟောလွတ်အောင်ယုံလို့ပြေးရမယ်အေးဟုတ်တယ်ကောင်းတယ်နော်အဲ့ဒါသုံးလုံးနဲ့နဲ့ဇရာပြက်ရဦးစင်ကတော့တရားတစ်ပုဒ်လုံးခြုံပြီးအောင်ပြောချင်တာဟမ်တတိနဲ့ပြောစိတ်ကိုဆောင်လွတ်အောင်ယုံလို့အဲ့လိုလေးစိတ်ကူးထားတာဦးစင်ကဟုတ်လားဒါတို့လို့ရှိရင်တရားကောင်းစဉ်လေးကိုစဉ်းစားလိုက်တာနဲ့ဦးစင်ပြောသွားတဲ့ဒကမကြီးတို့စဉ်းစားဘူးတာလေးတွေ ဥစဉ်ပြောနေတော့မှစဉ်းစားတဲ့စဉ်းစားချက်ကလေးတွေဟာပြန်ပြီးတော့အမှတ်ရလာနိုင်တယ်လေနော်သူစကားတစုံတစားကိုပေါ်လာလို့ရှိရင်ကျန်တာတွေကပြန်ပြီးတော့အမှတ်ရတဲ့သဘောရှိတယ်စိတ်ဆိုတာကလေဟုတ်လားအဲ့တော့ဗာလဲတတိနဲ့ပြောစိတ်ကိုစောင်းလွတ်အောင်ယုံဒါသာသနာတော်ကြီးတစ်ခုလုံးရဲ့အနှစ်သာရလို့လည်းပြောလို့မရဘူးလားပြောလို့ရတယ်အဲ့တော့မြတ်စွာဘုရားကတော့ဒေသနာတော်မှာသိပြီးတော့ကျွမ်းကျင်တဲ့အတွက်ကြောင့်ဒီရှင်တကောင်ရှင်ဘွက်ထဲကယုံသွားတဲ့ကိစ္စကို တန်ဖိုးရှိတဲ့တရားတပုတ်အနေနဲ့ပြောပြခဲ့တယ်ဟောပြခဲ့တယ်အဲ့တော့ဒကာမတို့ဦးဇင်းတို့တွေကတကယ်ချမ်းသာခြင်းရတယ်ဆိုရင်ဒီမြတ်စွာဘုရားဖြစ်စေခြင်းနဲ့ဆန္ဒတတ်နိုင်ကြမြမိမိတို့လိုက်နာကြမယ်ဆိုရင်အချမ်းသာကြပြီဘူးလားချမ်းသာကြမယ်ဒါကြောင့်တတ်နိုင်တယ်မြလိုက်နာပြီးတော့ချမ်းသာတဲ့ချမ်းသာမှန်ကိုရှားအောင်ယူနိုင်ကြတဲ့စစ်မှန်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မြစ်တံပို့ပြီးတော့တရားပွဲကိုအဆုံးတိုက်အောင်နော်ဒကာကြီးမိုက်